အောက်ဖို့မျိုးနယ်မှာလူငယ်တွေကိုစစ်မှုထံပေါ်တာဆွဲနေပြီးတော့ပြည်ပရောက်လူငယ်တွေကိုစစ်မှုထံပြန်လဲခေါ်ဖို့အတွက်မိဘတွေကိုရုံးကိုခေါ်ပြီးတော့အခုဖိအားပေးနေတယ်ဟောပြည်ပရောက်လူငယ်တွေကိုပြန်ခေါ်ဖို့အတွက်အခုမိဘတွေကိုရုံးခေါ်ပြီးတော့ဖိအားပေးနေတယ် ဟိုတို့ဝိဘပြည်သူတွေမကြောက်ကြတဲ့တော့လုံးဝမပြန်နဲ့လုံးဝပြန်လှည့်ဖို့မကြိုးစားနဲ့သူတို့မိသားစုတွေကိုချိန်ချောက်ချင်းချိန်ချောက်လိုက်မယ်လုံးဝပြန်လှည့်ဖို့မကြိုးစားပါနဲ့နော်အခုဆိုရင်စစ်တဟာပြည်ပရောက်လူငယ်တွေကိုပြန်လာဖို့အတွက်မိဘတွေကိုခေါ်ပြီးတော့ဖိအားပေးနေပြီအဲ့ဒါဘုဘတို့လူငယ်တွေဘယ်လိုအကြောင်းကြောင့်မှ မပြန်ပါနဲ့တော့ပြန်ရင်တော့အဲ့ဒါကို့အမှားပဲလုံးဝမပြန်ပါနဲ့အာဓမစစ်သားစုဆောင်နေတဲ့စစ်ကောင်စီစစ်တပ်ကိုနိုင်ငံတကာကအရေးယူပေးဖို့အတွက်အန်ယူဂျီကတောင်းဆိုတယ်တဲ့နော်နောက်တစ်ခုက PJ နိုင်ငံကူးလက်မှတ်နဲ့ပြည်ပထွက်မဲ့အလုသမားတွေကို အဓိကကြတဲ့ OWIC ကတ်တွေထုတ်မပေးတဲ့အတွက်ကြောင့်အခုအလုတ္တမတက်သိနီးပါးဟာမြန်မာနိုင်ငံကထွက်လို့မရပါနဲ့တောင်းတင်းနေတဲ့ဒုက္ခရောက်နေစစ်တပ်ကပြည်ပထွက်ခွာခွင့်ပိတ်ထားတာဒီကနေ့နဲ့ဆို18ရက်ရှိပြီဟော PJ နိုင်ငံဦးကမန်းနဲ့နိုင်ငံဦးလက်မှတ်နဲ့အလုတ်ထွက်လို့မဲ့မြန်မာနိုင်ငံသားတသိန်းနီးပါးကို OWIC ကတ်တွေထုတ်မပေးဘူးအခုအဲ့ဒီနိုင်ငံเจ้าကိုထွက်ပြီးလွတ်လုပ်မဲ့အလုပ်သမားတွေမြန်မာနိုင်ငံထဲမှာတောင်းတင်ပြီးတော့ဒုက္ခတွေရောက်နေကြတယ်ပေါ့ဗျာအဲ့ဒါမင်းအောင်လိုက်ပေးတဲ့ဒုက္ခတွေအမှတ်သေးကြီးရှိကြဗျာအမှတ်သေးကြီးရှိကြနော်နောက်တစ်ခုကတော်တော်အရေးကြီးတဲ့သတင်း နိုင်ငံရေးလှုပ်ရှားမှုတွေမှာပါဝင်ထားတဲ့လူငယ်တွေစီရီယံသမားတွေကို လေစိတ်မှာစောက်ဖမ်းနေတယ်။ကဲနိုင်ငံရေးလှုပ်ရှားမှုတွေမှာပါထားတဲ့လူငယ်တွေစီရီယံသမားတွေကိုလေရင်ကွင်းမှာစောက်ဖမ်းနေပါတယ်ဗျာနော်။စောက်ဖမ်းနေပါတယ်တဲ့။နောက်တစ်ခုကတနင်္လာရီတိုင်းခမောက်ကြီးမြို့မှာစစ်တပ်စစ်စေးရေးကိတ်က ကားတစ်စီးကိုငွေကျပ်2သိန်းကတည်းက9သိန်းထိချိမ့်ချောက်ပြီးတော့တောင်းနေပါတယ်တဲ့ပြီးတော့ကုံကားတွေကိုလည်းစစ်တက်ရိတ်ခါပို့ဖို့အတွက်အတ္တမပေါ်တာဆွဲပါတယ်ဟောကုံကားတစ်စီးကိုခမောက်ကြီးမှာ2သိန်းကတည်းက9သိန်းထိငွေညှစ်တယ်ပြီးတော့သူတို့ရိတ်ခါပို့ဖို့အတွက်ကုံကားတွေကိုလည်းပေါ်တာဆွဲတယ်အခုပြည်တွင်းကနေပြီးတော့ ထွက်လာခဲ့တဲ့ထားရောက်လာခဲ့တဲ့ပြည်သူတွေကိုဖုံးဖုံးမေးကြည့်တာလမ်းမှာစစ်တပ်ဂိတ်တွေစစ်တပ်ဂိတ်တွေအများကြီးပဲစားစရာပါရင်လည်းအကုန်လူတယ်တဲ့တောင်းတာမဟုတ်ဘူးတော့လူကိုလူတာတဲ့ပတ်ဆက်ပါရင်လည်းအကုန်လူတယ်တဲ့ဘလူးတရေတွေလို့လူတာတယ်ဗျာအဲ့ဒါကိုတွေ့ကိုတွေ့တယောက်တည်းပြောတာမဟုတ်လူတိုင်းပြောတာဥပမာဆိုကြပါစို့ရန်ကုန်ကနေထိုင်းကိုကားနဲ့လာတယ်ဆိုရင် အဲ့ဒီဖြတ်လာခဲ့တဲ့လမ်းတစ်လျှောက်မှာစစ်ကောင်စီဂိတ်တွေကစားစရာပါလဲအကုန်လူတယ်တဲ့စားစရာမြင်တာနဲ့ကိုလူတာတဲ့တောင်းတာမဟုတ်ဘူးနော်လူတာတဲ့ပတ်စံမြင်လို့ရှိရင်လည်းလူပါတယ်တဲ့နော်ဘလူတရဲလို့လူပါတယ်တဲ့ဗျာဒါလက်ရှိလက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေနော် စစ်ကောင်စီဂိတ်ဒီမှာစစ်ကောင်စီဂိတ်ဒီမှာစားတရားပိုင်းလဲလူတယ်ပတ်စံပိုင်းလဲလူတယ်ရွှေတင်ငွေတွေပိုင်းလဲလူပါတယ်နောက်တစ်ခုကပဲခူးတိုင်းတောင်ကူမြို့အဝင်ထီးလိုင်ကျုံတဲ့ကိုအရက်တောက်ပြီးတော့ရေဆင်းကူးတဲ့ရဲတက်ကြက် ရေနေပြီးတော့သိဆုံးသွားတယ်ဩစံကုန်မြေလေးတွေပေါ့နော်စံကုန်မြေလေးတွေနောက်တစ်ခုက မောရွာမန္တလေးလမ်းပေါ်မှာခရီးသည်တွေကိုစစ်တပ်ကတိုက်ပွဲအတွင်းအတင်းအာဓမ္မခေါ်ဆောင်သွားတယ်မောရွာမန္တလေးလမ်းပေါ်မှာစစ်သားတွေကခရီးသည်တွေကားကိုတိုက်ပွဲအတွင်းကိုအတင်းအာဓမ္မမောင်းခိုင်းသွားတယ်ပေါ့နော်သူတို့သူတို့လူသားတိုင်းကလှုပ်တာပေါ့ဒါဒီကနေ့ဖြစ်ပွားခဲ့တဲ့ တည်င်းပေါ်တော့မော်ရွာမန္တလေးလက်ပေါ်ပါ တိုက်ပွဲဖြစ်နေတာအဲ့ဒါကိုခီးတဲ့ကားကိုအဲ့ဒီတိုက်ပွဲအတွင်းကိုလူသားတိုင်းကလှုပ်ပြီးတော့တတ်နှက်နဲ့ချင်းချောက်ပြီးခေါ်သွားတာပေါ့ဗျာအဲ့ဒီကားပေါ်မှာပါတဲ့ခီးတဲ့တွေတိုက်ပွဲတွင်းမှာပိတ်မိပြီးတော့၃နှစ်အရွယ်ကလေးတယောက်နဲ့မိခင်အပါဝင်ပြည်သူ၃ယောက်တိတ်ဆုံးသွားတယ်၃နှစ်အရွယ်ကလေးရဲ့မိခင်တယောက်ရဲ့ နောက်ပြည်သူတယောက်ရဲ့၃ယောက်တော့သိဆုံးသွားတယ်။အဲ့တော့ခရီးသွားတာကလည်းကြည်ကြသွားကြပေါ့ဗျာနော်။အခုဒီလူလူယုံမှာစစ်တက်ကြောင်လူမဆန်နဲ့စစ်တက်ကြောင်ဒီကနေ့ပြည်သူ၃ယောက်အလကဟတ်သက်ဆုံဆုံးသွားပြီ။မန္တလေးမုံရွာကားလမ်းပေါ်မှာတိုက်ပွဲဖြစ်နေတာကိုစစ်တက်ကခရီးတဲ့ကားလာတဲ့အချိန်မှာအဲ့ဒီခရီးတဲ့ကားကိုတနက်နဲ့ထောက်ပြီးတော့ လူသားတိုင်းကလုပ်တယ်အဲ့ဒီအချိန်မှာပဲ၃နေ့ပဲသာသမီနဲ့မိခင်တဦးတခြားပြည်သူတဦးစုစုပေါင်း၃ယောက်တိုက်ပွဲအတွင်းမှာပြိမိပြီးတော့သေဆုံးသွားတယ်ဗောဗျာနောက်တစ်ခုကမကွေးတိုင်းရေစကြိုမြို့နယ်မြေဆိုးရွာမှာမြေဆိုးရွာမှာကျောင်းတိုင်ဆရာတော်နဲ့ပြည်သူ တချို့ကိုစစ်တပ်ကတပ်ဖြတ်သွားပါတယ်ဗျာအာဒါမကွေးတိုင်းရေစကြိုမြို့နယ်မြေဆုံးရွာမှာနော်တောင်းတိုင်းဆရာတော်တပားနဲ့ပြည်သူတချို့ကိုစစ်တပ်ကတပ်ဖြတ်သွားပါတယ်တော်တော်ယုံပါတယ်စစ်တပ်ဖရားတွေလည်းဘုံကျဲတယ်စာသင်ကျောင်းတွေလည်းဘုံကျဲတယ်ဆေးရုံတွေလည်းဘုံကျဲတယ်စစ်ဘေးရှောင်တွေလည်းဘုံကျဲတယ်ဟမ်သူတို့ဘုံမကျဲတဲ့နေရာတစ်ခုမှမရှိဘူး နောက်တစ်ခုကတော်တော်စိတ်မကောင်းစရာသတင်းပေါ့နော်ရှမ်းပြည်နယ်မြောက်ပိုင်းကိုကန့်ထိန်းချုပ်ထားတဲ့ကုတ်ခိုင်မြို့နယ်မုံစီကျေးရွာအုပ်စုပိန်ခမ်းကျေးရွာမှာရွှေတူးပေါ်နေတဲ့ MNDAA တပ်သားတွေကိုပြည်သူတွေကမကြိုက်လို့ဆိုပြီးတော့တွားရောက်ကန့်ကွက်တာရွှေတူးပေါ်နေတဲ့ MNDAA ကိုကန့်စစ်သားတွေကိုပြည်သူတွေကတွားကန့်ကွက်တာ အဲ့ဒါကန့်ကွက်ရမလားဆိုရင်တနက်နေ့ပြစ်တက်တာပြည်သူ6ရောက်သေးပြီးတော့6ရောက်တိုင်းရမရိုင်းလိုက်တာဗျာမရိုင်းလိုက်ကြတာပြည်သူကိုစော်ကားတာနော်ဟိုတုန်းကကိုကန့်တို့တီဟန်အယ်လီတို့ဆိုတာဘာမှမဟုတ်ဘူးဒီကနေ့ကိုကန့်တို့တီဟန်အယ်လီတို့ဆိုတာဖုန်းဖုန်းတို့ပြည်သူတွေထောက်ခံလို့အော်မင်းအောင်လိုက်ကိုတိုက်တဲ့ဘသူကိုမစုံငါတို့ထောက်ခံတယ် ပြည်သူတွေထောက်ခံလို့အခုကိုကန့်တို့ TNL တို့ MNDA တို့လူတလုံးသူတလုံးဖြစ်လာခဲ့ကြတယ်ပေါ့နော်။ဟောအခုတို့လွမြောက်နယ်မြေတွေလည်းရာလဲရာရောအခုပြည်သူတွေကိုပြန်ပြီးပြစ်တတ်တဲ့အနေအထားတွေရောက်လာပြီ။အာဏာရှင်ဆန်တဲ့အနေအထားတွေရောက်လာ။ဖဘောကိုပြည်သူတွေခဏခဏမေးကြတယ် အခုတော်လှန်ရေးကြီးဟာဒီမိုကရေစီအတွက်တိုက်နေတာမဟုတ်ဘူးလို့ဒီမိုကရေစီအတွက်တိုက်နေတာမဟုတ်ငါအာဏာရှင်မလို့ရလို့တိုက်နေကြတာတော့အခုတော်လှန်ရေးကြီးဟာဒီမိုကရေစီအတွက်တိုက်နေကြတာမဟုတ်ငါအာဏာရှင်မလို့ရလို့တိုက်နေကြတာအကုန်လုံးကအာဏာရှင်တွေကြီးပဲငါအာဏာရှင်မလို့ရလို့တိုက်နေကြတာ အခုကြည့်လေ MNDA ကိုကန့်စစ်သားတွေဟိုးတို့ပြည်သူတွေထောက်ခံမှုကြောင့်အခုတော်လည်းပါလွတ်မြောက်နေပြီဒီအများကြီးရလာတယ်အဲ့တော့ပြည်သူတွေရဲ့သဘောဆန္ဒမတူဘဲနဲ့ဒါပြည်သူပိုင်းနေရာတွေမှာ ရွှေတူးဖော်ကြီးတွေလှုပ်တယ်အဲ့တော့ကိုပြည်သူတွေကကန့်ကွက်တယ်ကန့်ကွက်ရမလားဆိုပြီးတနက်နေ့ပြစ်တက်တာ6ရောက်သေးပြီးတော့6ရောက်တယ်ဘလောက်ယုံမာလိုက်ပဲဗျာဘလောက်အကြက်ဖက်လိုက်လဲเนาะ ဒါတော်တော်စိတ်စိတ်မကောင်းစရာပဲပြည်သူဆိုတာလက်နဲ့မပါပါဘူးဗျပြည်သူဆိုတာတရားမျှတမှုကိုလိုချင်တာအမှန်တရားကိုလိုချင်တာပေါ့နော်ဒါတော်တော်ကြောက်စရာကောင်းတယ်